ကဲလုံးမင်္ဂလာပါကျွန်တော်ရွှေကင်ဦးရဲ့ရှမ်းစီပုံမှန်ဆက်နေတဲ့ရွှေကင်ဖြစ်ပါတယ်ဒီနေ့ description နဲ့ဒုတိယနေ့ရတော့ကျွန်တော်တို့အခုခေအခုအခုနောက်ပိုင်းကလေးတွေပေါ့နော်ဒီချိန်လုံးချက်ဖြစ်နေကြတဲ့အတွက်ပေါ့နော်ထောင်ဆိုတာမကောင်းတဲ့အကြောင်းเนาะထောင်ဆိုတာဘယ်လိုမျိုးဘယ်လိုမျိုးเนาะသုတ်သွဲ့တဲ့အကြောင်းတွေကိုကိုတွေးဖြစ်ရတဲ့ရှင်းပြခဲ့ကျွန်တော်တက်ကိတာဥတန်ရဲ့ဒုတိယနေ့ပေါ့နော်ဆိုတော့ကအဲ့ဒါသူ့ရဲ့ကိုရင်းအဖြစ်ကြောင့်လေကျွန်တော်တို့ဆက်လက်ကြည့်နေအောင် ိုက်ကဘယ်လိုလဲဥဒဏ်နဲ့တကယ်မသိလို့မိတာပါတဲ့တကယ်မသိလို့မိရင်ဥဒဏ်ဖြေပြီးမယ်တိလက်တိထားတင်တယ်ဒူတွေလေအကြားတွေလေဟုတ်လားခုတော့ကြလာဖြစ်သွားလို့ထောင်ထဲရောက်သွားလို့ရှိရင်ဒီစီကန်းတဲ့တိထားရင်စီနေကန်းနဲ့နေလို့မရဘူးလားစီနေကန်းနဲ့နေရင်ဘယ်နဲ့မှဘာမှမဖြစ်ဘူးဟုတ်တယ်နော်အဲ့တော့ဥဒဏ်ပြရမယ်တိုက်ဆိုတာတော့မျိုးမျိုးရှိတယ်ထူတတ်ရှိတယ်ဒေတာတတ်ရှိတယ်စေကုတတ်ရှိတယ်၆တတ်ရှိတယ်ခန္ဓာမှာ ချုပ်ဆောင်မှာချုပ်သားရတုံးတဲ့လူပြန်ဖြစ်လို့နှုတ်လုံးရှိပိုက်နှုတ်လုံးကွဲပြားသွားတယ်ဆိုတော့နှုတ်လုံးကွဲပြားတယ်ဆိုလို့ရှိရင်တော့အားချက်ပို့တယ်အခုအာကြည့်တဲ့ကောင်အားငယ်တဲ့ကောင်မှဆုံးသွားလို့ဖိုးလို့ကွဲလို့ချင်းတယောက်တစ်ခုပို့တယ်လို့တဲ့ကောင်အဲလို့တဲ့ကောင်ပို့တဲ့ချိန်မှာဆောင်မယုံကပို့တယ်ဆောင်မယုံကမှဦးစီးကြီးပို့တယ်ဦးစီးအောင်ဆက်ဆက်မြန်းပြီးတော့ချီချင်းပို့ကိုပို့တယ်ချီချင်းပို့ဆိုတော့တန်ဝင်းဆိုတန်ဝင်းရတာပို့တာအဲ့လို6လောက်6ကိုအလယ်မှာ6လောက်မှ6လောက်လေးထည့်ပြီးတော့ဟိုဘက်တန်ဝင်းဒီဘက်တန်ဝင်းဆက်တယ်ပြီးရင်တန်ဝင်းသူခိုင်းပြတ်ပြီးတော့ တိုက်ထဲဝင်ရတယ်တိုက်ထဲဝင်သွားပြီဆိုတော့လည်းအထဲမှာတိုက်ထဲကဝင်နေပြီးတော့ဘာမှုနဲ့လည်းဘာနဲ့ကာတူးကောက်ပြီးတော့မင်းမင်းမြန်တယ်ပြီးရင်အပြည့်နဲ့ဝင်လာတဲ့ကောပေါက်ဆက်ချက်ကလည်းစကားချက်တရားကျတယ်ပူလီကျိုးနဲ့ပြင်မာတွေကျတယ်ဒီရပဲနာတယ်အမြကြားနေတော့လည်းနာတာပေါ့အတိုက်ထဲပို့လိုက်ပြီအဲ့ဒီလိုသဘောတရားမင်းတို့ပြောဆိုပြင်မာတိုက်အကြီးမို့အဲရကောနာမို့ဒီလိုကတော့ဆက်နေပြီလို့ရှိမှတင်တယ်ဆက်ပြီးဆက်နေပြီလို့ရှိမှတင်တယ်ဒီလိုကတော့ 6ပြီ9ပြီလောက်ပဲရှိတယ်။ပုံရိုးထက်တထားနော်။အဲ့ဒါမှနေရတယ်။အဲ့ဒါမှအိမ်နာမှာပါပြီးသားတောက်ယူပြီးပါပြီးသား။မနက်ကို15မိနစ်ညနေကို15မိနစ်ထုတ်ပေးတယ်။ဒီချိုးကိုပြီးရင်ထမင်းစားရင်အရင်အသားကျူတဲ့ဆိုဘိန်းနဲ့ကျူတဲ့ဆိုဘိန်းနဲ့ထမင်းနဲ့နှစ်ပိုင်းလောက်လာပို့ပြီးတယ်။ညနေပိုင်းရင်တော့တာလဘောနဲ့စားတယ်။တာလဘောဆိုတော့ချို့ကမသိပါဆိုလို့ပင်လယ်သာထင်ပါဆိုပြပြမယ်နော်။ပင်လယ်သာမို့တာလဘောဆိုတော့အစိုးရကိုခုတ်ထည့်ပြီးတော့အဲမှာအိုးထဲမှာထည့်မှုရတယ်။ ါတို့ပြန်မလို့ကစွန့်ချင်ပေါ့ဒါအပြားတော့ကစွန့်ချင်စားမကောင်းဘူးပေါ့ပြပြနဲ့စားထည့်ထားတဲ့ကျုံမနေနဲ့မပိုင်ပါဘူးဒီမစားဘူးအဲ့ဒီမှာမှဆလျက်တည်းကိုခံလို့ပြီးွားပြီဆိုလို့ရှိရင်ကိုပြီးွားပြီဆိုရှင်အောင်ပြောပြအောင်ခေါင်းတိုက်ထဲမှာအဲ့အခန်းထဲမှာကြောက်တဲ့အိရတာနော်ညာဘက်ကြောက်တဲ့အိစိတ်ချချဖို့တော့ကောင်းတယ်ဒဲကြောက်လို့ဆိုရင်အဲ့အိထက်ပြပါအဲအဲ့ဒီမှာခံလို့ဆလီရပြီလို့တိုက်ထက်ထွက်သွားပြီဆိုလို့ရှိရင်အညာနှစ်ဆောင်လေးပြတဲ့ကျူးလွန်လာတယ်ဆိုရင်နှစ်ဆောင်ကကြီးပြန်မဖို့တော့မင်းနေတဲ့ဆောင်ဒီမဆောင်ပြန်သွား သုံးဆောင်လေးဆောင်တပီးဆောင်ဆောင်ဆောင်ပြပို့လိုက်တယ်အဲ့ဒီဆောင်မှာပပြက်နေရတယ်အဥဒံတိုက်ချောင်းလေးနဲ့ရှင်းပြတာပါနော်ဥဒံခုလိုလည်းပြောပြရမယ်လိုင်းမောင်နဲ့ဥဒံဥဒံရဲ့ပလီကက်ဆန်နှမ်းမာလို့ရတယ်ဥဒံပလီကက်တွေဖွင့်တာတောင်းနေပါတယ်ဘောင်းမီတူလည်းရောင်းပါတယ်အဲ့ကြောင့်ဘောင်းမီတူလည်းရောင်းတယ်ရှေးလည်းရောင်းတယ်နော်ဥဒံလည်းအားပြကြဥဒံလည်းပြပြပေးမယ်နော်ကျွန်ညာဝင်တာတပုတ်ပါဘူးအားလုံးဒီကိုလေးဒီလိုကိုလိုအားလုံးခင်းတယ်ဥဒံလူတယောက်ခင်းစိတ်ရင်းမှန်နဲ့ခင်းတာကိုလုံးခင်းပါတယ် ုနှစ်ခုဝင်ဝင်ချင်းနဲ့တန်းစီကိုဖျက်ရင်တန်းစီနေရလားလွဲမှာတယ်တွေးတယ်ပဲအားကြီးတန်းစီဖျက်တာဘယ်ဖျက်မှာလဲခေါင်းနဲ့ကန်ဖျက်မှာလားနောက်ဘူးရန်တွေးဖျက်မှာလားနောက်ဖိုက်တင်နဲ့ဖျက်မှာလားတန်းစီကိုဖျက်တန်းစီနေရမှာညီလေးရဲ့တန်းစီဆိုတာအုတ်ချိုပြီးပိုင်းမင်းတန်းစီကိုကွန်ဒက်ရှင်နဲ့မိသားမင်းအုတ်ချိုပြန်ဆော်ရတာပဲထောင်းအုတ်ချိုပြန်ဆော်ရတာလေနော်အဲ့ကြရင်တန်းစီကိုမင်းသွားပြီးတော့ကွန်ရှာပြီးထိုးမိလို့ဆိုရင်တော့မြို့ချင်းချင်းတော့ထက်တယ် ထောက်လက်မထဲမယ်မင်းတိုက်ထဲသွားမယ်တိုက်ထဲသွားရင်မင်းတို့နောက်လိုက်ရိုက်မှာနော်သူဒီကြိုးတယ်တိုက်ထဲမှာခုချင်းမင်းမဘလို့ဒီပြေးနေမှာတရဲကိုခုံပြီးမင်းချားလိုက်ချက်ပြင်းလို့ခုံပြီးပြေးမှာလားတိုက်ရမှာဘာကြောင့်အဲ့လိုပြစ်ချိမထားသီးလားအိုချိုးပန်စော်ကားလို့ထဲမှာမတော်မသားတွေပဲဒီလိုမချက်မထားရင်လူအုံတော့လူဘွားဘွားပေါ့မှာလူဘွားဘွားလို့မရဘူးထဲမှာတရင်းကြီးတွေကိုချိုးထားတာအခုလည်းဒီဇိုင်းမင်းနေရတယ်လိန်လမှုလည်းဒီဇိုင်းမင်းနေရတယ်ဖာကောလည်းဒီဇိုင်းမင်းနေရတယ်ဓမြမှုလည်းဒီဇိုင်းမင်းနေရတယ်လူသက်မှုလည်းဒီဇိုင်းမင်းနေရတယ်အတူနေသူသွားလူလား နော်ခုနပြောတာချိုးပြောသေးရင်တန်းစီဆိုတာလည်းထောင်းလုံးအုပ်ချုပ်ထားတာလားဟုတ်ပါရက်ကွက်ကွာမတရက်ကွက်နှစ်ရက်ကွက်သုံးရက်ကွက်လေးရက်ကွက်ငါးရက်ကွက်ခုနရက်ကွက်ရှစ်ရက်ကွက်ရှိကြတယ်ပေါ့ရက်ကွက်တွေရက်ကွက်တစ်ကွက်မှာအုပ်ချုပ်မှုတယောက်ရှိတယ်လို့ပဲအဆောင်လားအဲ့လိုပဲတစ်ဆောင်နှစ်ဆောင်သုံးဆောင်လေးဆောင်ငါးဆောင်တပိဆောင်လူငယ်ဆောင်ဒီလိုအဆောင်တွေရှိတယ်အဲ့ဒီဆောင်တွေမှာတန်းစီတယောက်တယောက်ရှိတယ်တန်းစီတက်တော့ထားတယ်တန်းစီဆိုတာလေအရင်ချင်းပြည့်မိတယ်လို့ ထောင်စီကနားလေတဲ့ကောင်ထောင်ချောင်းကျွမ်းကျင်တာထောင်စီကကျွမ်းရမ်းကျင်နားလေတဲ့ကောင်ဆုံးဖြတ်ဆုံးဖြတ်ရဲတင်ဆုံးဖြတ်ရဲတဲ့ကောင်အမှုတန်ထားတာကုသဆိုတာလူတက်မှုတွေပဲလူတက်မှုတွေဖြစ်ပေါ်များလူတက်မှုတွေများတယ်ပြီးတော့ဖြစ်ကြည့်သမားတွေနော်တို့တွေကထားတာအဲ့လိုလူတွေထားတာသွားပြီးတန်းစီကိုစော်ရအောင်သွားမစင်းစားမနိုင်ကြီးလေနောက်မှလူတွေကဒီပုံမှန်လေးကိုထားလိုက်မဖြည့်ဖြည့်လို့ချင်းတော့နောက်တော့ရနေမှာဆိုလို့ဖြည့်ဖြည့်လိုက်ပါပြီ အဲ့တော့ဥဒပလီကဆိုင်နဲ့လာပြီးအားပေးကြပါဥဒပလီကဆိုင်ဘောင်းမီတို့လည်းရောက်ပါတယ်ဘောင်းမီရှင်လည်းရောက်ပါတယ်အစိုးရလည်းရောက်ပါတယ်နော်ရေလူကမတ်လေးလည်းဥဒဖြည်းဖြည်းလေးနားမလဲတဲ့ဟာမသိတဲ့ဟာလေးပဲဥဒဘသူမှဆရာမလုပ်ပါဘူးကြီးတဲ့လူတွေနားလေလူတွေချောင်းကြောလို့ရပါတယ်နော်တချို့ကမေးကြတယ်ဥဒန်နဲ့ခြေတိုက်ရောခြေတိုက်ကြောင်လို့ပြောပြပါတယ်ဥဒန်လည်းမရောက်ဘူးမရောက်ဘူးမပြောပြဘူးနော်ကိုတိုက်ကြပြောပြပါမရောက်ဘူးတဲ့နေအောင်ပြောပြကိုရောက်တဲ့နေအောင်ပဲတကယ်ကိုလို့ပြောမယ် တွေ့ကြုံလာတဲ့ဟာပဲတကယ်လို့ပြမယ်မတွေ့ကြုံလာတဲ့ဟာကိုအာရှိမပြောတတ်ဘူးတန်ပြန်ဆိုင်လာတယ်ပြောပြမယ်ဒါတော့တော့ဥတန်ရဲ့ကိုတွေ့အတွေ့ကြုံတယ်နော်ဆိုတော့အခုနောက်ပိုင်းသူငယ်တွေချိန်ထိုးတာမျိုးတွေနော်အဲ့လိုမျိုးတွေခဏခဏထစ်လာတဲ့အတွက်သူကနော်မကောင်းတဲ့ထောင်နေအတွေ့အကြုံမကောင်းတဲ့အကြောင်းသူပြချက်ကြောက်ကိုပြပြပေးသွားဖြစ်ပါစေအဆုံးနည်းကြည့်တဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဆုံးနည်းကြရအောင် ဆက်ရတယ်နေနေရပုံမှန်ဆက်ပြီးတော့ဒီ YouTube channel လေးကို subscribe လုပ်ရတယ်နဲ့ subscribe လုပ်တော့ပြတော့အဲ့ဒါကျမလေး